အဲ့တော့တချို့ဗုဒ္ဓဘာသာအယူအဆတွေထဲမှာနေမယ်ရှေးဟောင်းကဒီဘုရားရဲ့ညဆောဘုရားရဲ့သာသနာနှစ်ပေါင်း2600ကြားလာတဲ့အခါမှာသူကခွဲခြားပြီးတော့တမိုင်းရလေးလံကြည့်မယ်ဆိုလို့ရှင်ဗုဒ္ဓဘာသာထဲမှာလည်းကိုအယူအဆတွေဟာအမျိုးမျိုးပြောင်းလဲဖြစ်ပေါ်လာခဲ့တာလေးရှိတယ်ပေါ့ကထာဝတ္ထုအထက်ကထာမှာ နိဒန်အနေနဲ့ပေါ်ပြထားတဲ့တဲ့မယ်ဘုရားဘာသာခိုင်းခွဲတွေဟာ78ခိုင်းထီအောင်ပေါ်ပေါက်ခဲ့ဘူးတယ်အယူဆကွဲပြားလို့ခိုင်းခွဲတာမြန်မာနိုင်ငံမှာရှိတဲ့ခိုင်းတွေကတော့ကြီးမားတဲ့အယူဆကြောင့်ကွဲပြားတာမဟုတ်ဘူးမိမိတို့လေးစားတဲ့ခေါင်းဆောင်ဆရာတော်ရဲ့နောက်ကနေပြီးတော့အုပ်စုလိုက်ခေါင်းဆောင်နဲ့နောက်မှလိုက်လို့မြန်မာနိုင်ငံမှာခိုင်းဖြစ်တာရှိတော့ကခိုင်းဆိုတာကြတော့ အယူဆပါကွဲပြားလို့ပေါ့အယူဆပါကွဲပြားလို့ကြီးမားတဲ့အယူဆတွေကွဲပြားမှုတွေရှိကြတယ်ပေါ့အေးဒီလိုကွဲပြားမှုတွေဟာအကြောင်းအရာတစ်ခုပေါ်မှာအမြင်မျိုးမျိုးရှိနေသည့်အတွက်ကြောင့်ဒီလိုဖြစ်တာသဘာဝပဲလို့ဒီလိုမှတ်အကုန်မမြင်နိုင်သည့်အတွက်ကြောင့်လူတွေဟာလောကမှာအငင်းပွားနေကြအကုန်မြင်မယ်ဆိုရင်အငင်းပွားစရာဘာတစ်ခုမှမရှိဘူး မြင်တဲ့အပိုင်းကိုအမှန်လို့ယူပြီးမမြင်တဲ့အပိုင်းကိုမရှိဘူးလို့ညင်းညတာပဲလေဘုမပြေမှာလည်းပဲ32ပုံကို32ပုံကိုလက်မခံတဲ့ပုံကိုတွေကသူတို့မြင်ရတာလူတွေနဲ့တရိษံတွေပဲမြင်ရတော့လူပုံနဲ့တရိษံပုံနှစ်ခုပဲရှိတယ်ဆိုတာမျက်စိအမြင်နဲ့တိုင်းပြီးပြောတဲ့သဘောပဲဖြစ်တယ်အဲ့တော့ကိုမမြင်တာနဲ့မရှိဘူးလို့ဘယ်လိုလုပ်ပြောလို့ရမလဲဒီကနေ့ တယ်လီဗီရှင်းကြည့်နေတဲ့ပုံကိုယ်တွေဟာ wine life ဆိုရယ် wine world တို့နော် wine ဆိုရယ် discovery channel တို့ဘာလို့မှာဟိုထိုင်ကြည့်ကြည့်ပေါ့အဲ့ဒီမှာပင်လယ်ကျမ်းပြင်အောက်မှာကိုမမြင်ဘူးတဲ့သတ္တဝါတွေအများကြီးရှေ့ထဲမှာလည်းပင်လယ်ကိုမမြင်ဘူးတဲ့သတ္တဝါတွေအများကြီးရှိတယ်ဒါလည်းသူတို့တွေ့တာကိုဖော်ပြကုန်းပေါ်မှာလည်းမမြင်ဘူးတဲ့သတ္တဝါတွေမြောက်များစွာရှိတယ် မမြင်ရတာနဲ့မရှိဘူးပြောမယ်ဆိုရင်မှန်လို့မှန်တာမဟုတ်ဘူးပေါ့အမှန်မဟုတ်နိုင်ဘူးပေါ့